အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဇင်ဘာ၂ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တိဆက်ဆွေးနွေးကြည့်အောင်အမေရိကအစုအယ1ဘီလီယံချော်လင်ဘီမခူးယူသွားတဲ့ဆိုမာလီယာအီမီဂရန်ဆိုမာလီယာရီဖျူဂျီအကြောင်းတွေကိုကျွန်တော်တို့တိဆက်ကျွန်တော်တို့တိဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်တော်လေးကို shocking ဖြစ်နေတယ်ဒီဆိုမာလီယာအရေးကိစ္စကနော်လွန်ခဲ့တဲ့ တပတ်နှစ်ပတ်တွန်းကကျွန်တော်တော်တော်များများတီးရှိပြီးသားဖြစ်နေတယ်အခုနောက်ပိုင်းမှာတရင်တွင်ထွက်လာတာအယံ shocking ဖြစ်လာတယ်ဒီဒီဆိုမာလီယာပြောင်းရွှေ့တမားပေါ့ဒုက္ခတွေတမားတွေကအမေရိကအစိုးရကိုလိန်လေတာကအဖော့စကင်းကြီးလို့တာတော်တော်လေးကိုအောစရာကောင်းပြီးမှနေတဲ့ဖက်စာမဟုတ်ဘူး1 billion ချော အော်ဒီကလေးတွေအတွက် autism ပေါ့ autism ရှိတဲ့ကလေးတွေအတွက်စူပြီးတော့မှ၁၄တန်းကိုအမေရိကအစိုးရကိုမင်းနီဆိုတာမှာရှိနေတဲ့ဆိုမာလီယာဒုက္ခသူဒုက္ခသည်တွေကလိန်သွားတာအဲ့ဒါဒီမောလ်စ်ဂဗနာလောက်ဒုံကပေါ့နော်လက်ရှိဒုံကဒီအကြောင်းတွေကိုကျွန်တော်ဒီနေ့အစွန်းတွေတော့မှာဖြစ်ပါတယ်အင်ဖြူရောကပြုံးရေးစုခွန်းကယ်ရိုလိုင်းရောဒီကိစ္စနဲ့ဘာရင်းပတ်သက်ပြီးပြောခဲ့တာလဲစသဖြင့်ကျွန်တော်အစွန်းတွေတော့မှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုတော့ပထမဦးဆုံး

Somali migrants in Minnesota have defrauded nearly $1 billion. $1 billion, no? New York Times, Impuroga Guga Bima Bilara. Somalia, Minnesota, machine, Somalia, Poet Siriga. Asuya, Pinesuya, $1 billion. Ling Bima Kuyu Dogger. And taxpayer funded benefits under democracy. ara uh, no khmyaro no, us ma shi ni ne bo ra no khmyaro pay a tax person ne no naingai ta ri pay the tax person khu yu daw la thuk ka his leadership president trump is putting an end to this dangerous america last approach his position is rooted in common sense in the wake of last week's atrocity, it is more important than ever to finish carrying out the president's mass deportation operation. So Trump ka, no အာဖဂန်နစတန်နိုင်ငံသားကအပိခမှုတွေလုပ်နေတယ်တစ်ဖက်မှာဆိုမာလီယာဒုက္ခသည်တွေကလည်းခူးယူမှုတွေလုပ်နေတယ်အဆူရာကဒွန်ဒယ်ထရမ့်အတွက်နိုင်ငံရေးအရာသူ့ရဲ့ mass deportation ပေါ်တော့လူကိုအဆူလိုက်အပြုလိုက်မိခင်နိုင်ငံပြန်ပို့ရေးဆိုတာပူပူပြီးမှအကောင်းစီလာတာတိတ်ချတယ်ပေါ့ဆိုတော့ဒီကိစ္စကိုထရမ့်ကအဆုံးသက်မယ်ဆိုတာပြောလာတာပဲပေါ့နော် America cannot allow millions upon millions of unvetted illegal aliens to be rewarded with amnesty ဆိုတော့သူပြောနေတယ်ပေါ့နော်အမေရိကကဒီတန်းနဲ့ချီပြီးမှအဲ့လိုမျိုးဆက်ပြီးဆက်ပြီးဝင်လာပြီးမှကျွန်တော်တို့သူတို့ရဲ့ရဇဝင်ရဇဝင်မှုတွေကိုခုလွတ်ပေးတာမျိုး amnesty ပေးတာမျိုးဖြစ်တော့ဆက်လက်ပြီးကျမတို့ကဒီတိုင်းကြီးလို့မဖြစ်တော့ဘူးခွင့်ပြုလို့မရတော့ဘူးဆိုတာပြောလာတယ်ပေါ့နော် They broke our nation's laws to come here. They must go back to their home countries. It is also essentially. ကျွန်တော်တို့နိုင်ငံမှာလာပြီးမှဥပဒေရင်ချူဖောက်တယ်ဆိုတော့ခမရတို့ရဲ့မိခင်နိုင်ငံကိုပြန်သွားမှာဖြစ်မယ်ဆိုတော့ပြောလာတယ် So to immediately address the massive fraud and corruption that has been going on for decades in other aspects of our immigration system most notably so any fraud case ha ling le mu case ha chi ka le song tet me da decade ne covid 19တော့ကဖြစ်ပခဲ့တဲ့ case အခုတိဖြစ်နေစေဖြစ်နေတယ်တစ်ချက်တော့ဒီမှာပြတ်ကြည့်အောင်ပူပူမှရှင်းလင်းသွားတာပေါ့ refugees who come here under the alleged plight of asylum and fleeing persecution and then come to the United States to abuse our system and rip off. So, do kha ma bo no. Da mi khin ma ni pan ne sim mu ba nga su ma do kha ma la de chunu nai ma de. Da me chunu system bo. Mi chunu ro ma shi ne ka abuse lo ne de bo. A lwe tong la de. American taxpayers. And as I pointed out, the New York Times to their credit, it was about six months too late, but they did write about how Somali immigrants in Minnesota have been ripping off American taxpayers. In fact, 86 people have been charged in a rampant and widespread fraud scheme spanning multiple programs in Minnesota. Of those 86, 78 of those 86 누르고 판결에 니게 산에 뻗답비 에네마 76가 소말리아 이미그랜트 소말리아 독하들이 핀네 지산 66ဖန်ခံခဲ့တယ်နော်66ထဲမှာ80နဲ့8ကအဆိုမာလီယာဒုက္ခတွေဖြစ်နေတယ်အများတရားရခိုင်နှုန်းမှာ90နဲ့9ရခိုင်နှုန်းကဆိုမာလီယာတွေဖြစ်နေတယ်လူလင်တွေကလည်း people are Somali, 91% of them charged. So far, 59 of those people have been convicted for their roles in fraud plots that have stolen $1 billion Ooh. from taxpayers. Yeah. In one scheme, and this is egregious, a nonprofit and its affiliates with these Somali migrants claimed to have fed tens of thousands of American children during the pandemic. They were reimbursed for those meals during the by taxpayers However, federal prosecutors found that almost all of those meals were never even delivered. Wow. In fact, those organizations' leaders spent the money on houses, luxury cars, and real estate in Turkey and Kenya. Real estate. <laughs> Another scheme involved hundreds of organizations who were reimbursed for services that were supposed to help people at risk of homelessness. Once again, those services were never provided. All of this has happened under Democrat leadership in a Democrat run state where these refugees, these migrants are coming to the United States. They are abusing our system. They are draining our resources that should be going to law abiding, taxpayer funded, uh, tax paying Americans. And this president is not going to put up with it anymore. anymore. Wow. Okay. ခုနကသူပြောတာကျွန်တော်တို့ခြုံငုံပြီးမှပြန်ပြောကြည့်အောင်ပေါ့နော်ဆိုတော့မင်းဆိုတာပြည်နယ်မှာဒီအစိုးရကိုလင်လေတဲ့ဖွဲ့တွေကရှိနေတယ်ပေါ့ကွာ ဆိုတော့ Federal အစုအယကစီးရင်နောပါတဲ့သူတွေအတွက်ကုင္ကြီးရအစီအစဉ်များကိုသူတို့ကအလွေးတုံးစားလုပ်တာကွာနိုင်ငံတကာအခွင့်အရေးကို1 billion 1 billion 1 billion ချိုရှုံရှုံခဲ့တဲ့ဖြစ်စဉ်တွေဖြစ်နေပါတယ်အဲ့မှာသူတို့ရဲ့ organization တွေရှိတယ်ကွာကျွန်တော် website မှာ top up ညီမလေးဒီအဖွဲ့အစည်းတွေက feeding our future supermarket organization အဖွဲ့အစည်းတခုလေးပါနေတယ်ဒါက US မင်းဆိုရာမှာလောဝကြီးကျယ်မှုဖြစ်နေတဲ့ fraud scheme ကြီးတစ်ခုဖြစ်နေတယ်ပေါ့နော်အဓိကပထမမှာကပါလဲဆိုတော့ခုနလင်းလင်းမှုကနှမျိုးသုံးမျိုးရှိနေတယ်မင်းဆိုရာမှာအခုအချိန်ထိမှာလူပေါင်း80 6ဦးကိုဖမ်းပြီးမှလင်းလင်းမှုနဲ့တရားစွဲဆိုထားခဲ့တယ်တဲ့အဲ့ဒီ80 6ဦးတွေမှာဆိုမာလီယာဒုက္ခသည်တွေ 98ပါဝင်နေတယ်တဲ့ပြီးတော့59ဦးကတော့တရားဝင်ဘောနော်တရားမဝင်ငွေတွေကိုအများကြီးနိုင်ငံသားခွန်အခွန်ထမ်းရစမှာခူးယူမှုတွေခူးယူမှုတွေအတွက်ကြောင့်ပြစ်ဒဏ်ချမှတ်ပြီးပြီးထောင်ချပြီးပြီးနော်စစ်စစ်စစ်စနဲ့6ပန်းနဲ့အဲ့ဒီထဲမှာ98ဆီဆိုမာလီယနိုင်ငံသားအခု59ကက59ကတော့ထောက်ချခံပြီးပြီဆိုတော့သူတို့ရဲ့လင်လင်မှုတွေမှာပါလဲဆိုတော့ ကလေးတွေကိုဆာလောင်မှုကလေးတွေကိုမောတော့တောင်းချိုကလေးဆာလောင်မှုတို့ကျွန်တော်ထမင်းကျွေးတယ်ဘာညာပေးတယ်ဆိုပြီးမှ feeding our future ဆိုရဲအဖွဲ့အစည်းကနော်သူ့ရဲ့ company ဖက်တွေနဲ့ပေါင်းပါတွေနဲ့ပေါ့နော် covid 19တုန်းကတောင်းတဲ့ချီပြီးမှကလေးတွေကိုကျွေးမွေးခဲ့တယ်ဆိုပြီးမှအစီပင်းရဲ့စုရကိုဖတ်ဆောင်တောတောင်းခဲ့တာအေးနိုင်ငံသားအခွင့်အရေးကိုရိုချေတောတောင်းခဲ့တာကွာဒါပေမဲ့နောက်ပိုင်းမှာအဲ့ဒါကိုပြန်လေးစုံစမ်းစစ်ဆေးတဲ့ခါကျတော့ ။ဘာစားတော့ကုန်မှဘသူ့ကုန်မှသမီးမကြွေးခဲ့ဘူးဒီလူတွေကလေ။လုံးဝအလင်းငယ်ကြီးတွေပဲဖြစ်နေတယ်။ဆိုတော့အထူးသဖြင့်အမေရိကပြည်ထောင်စု COVID-19 ရောဂါကာလအတွင်းကပေါ့နော်။ဒါကအကြီးဆုံးသောငွေလင်းလေမှုဖြစ်ရတဲ့ခုဖြစ်တယ်လို့ပြောနေကြတယ်။ဆိုတော့ဒီလင်းလေမှုကငွေဒီလင်းလေမှုကလည်းရထားတဲ့ငွေများဝင်ကိုအဲ့ဒီခေါင်းဆောင်တွေကအဲ့ဒီအဖွဲ့အစည်းခေါင်းဆောင်တွေကတူရကီမှာကင်ယာမှာ ဇင်ခံအင်္ဂလိပ်ဝေထားတယ်ကားတွေဝေထားတယ်နော်ဒီ real estate တွေလုပ်ထားတယ်နော်နေမရောင်းဝယ်အစားတပစ္စည်းပေါ်ရေးဆုံးလုပ်ထားတယ်တဲ့ခုနကသူပြောတဲ့အတိုင်းဆိုပေါ့နော်ဆိုတော့ဒီအချက်တွေကိုအကုန်လုံးသူတို့ကပြန်လဲစစ်ဆေးခဲ့တယ်အဲ့ဒီတည်းမှာပါတွေပါလဲဆိုတော့ homeless ပေါ့နော်အင်းမရှိတဲ့လူတွေအင်းမရှိတဲ့လူတွေအမေရိကမှာပေါ့နော် homeless လမ်းပေါ်မှာရှိတဲ့လူတွေကိုအကူအညီပေးခဲ့တယ်ပေါ့ဗျာ တောင်းနဲ့ထောင်းနဲ့ချီပြီးမှကူရင်းပေးခဲ့တယ်ဆိုမှအစူရထိုင်ကနေငွေရင်းပြန်တောင်းတယ်အဲ့ဒီတော့ကလည်းအခုနဂါဗနာဒီမောလ်စ်ကလည်းအတကုံပေးတာပေါ့ဒီလူတွေကိုအဲ့အရာကိုလည်းအကုန်လုံးပြန်စုံစမ်းတဲ့ခါကျတော့ဘေဟူးမလက်စ်တယောက်ကမှဒီအဖွဲ့အစည်းတွေကကိုကြီးဒါမျိုးလုံးဝမရှိဘူးတဲ့နောက်ဆုံးမှဘယ်လောက်ချီတော့ကြောက်စရာကောင်းတယ်ဆိုတော့အဲ့ဒီလင်းလင်းမှုကနေရထားတဲ့ငွေတွေကိုဆိုမာလီယာရဲ့အကြမ်းဖက် ်အယ်ရှဘပ်တန်တီတွားရောက်ခဲ့တယ်တဲ့အယ်ရှဘပ်ဆိုတာအယ်ခိုင်ဒါအချမ်းဖက်သမားတွေနဲ့ဆက်စပ်မှုရှိနေတယ်လို့ပြောဒီလူတွေတိဖဆန်သွားလို့နေဆိုမှအမေရိကရဲ့ treasury department ကအခုဒီကိစ္စတွေကိုအကုန်လုံးစုံစမ်းစစ်ဆေးလုပ်နေတယ်စဉ်းစားကြည့်နော်ပြီးတော့ကလေး autism တွေအတွက်ဆက်လေးတန်းကိုလင်ပြီးမှခူးယူသွားတယ်တော်တော်လေးကိုဒီလင်လင်မှုကတမယူချလင်လင်မှုမဟုတ်ဘဲနဲ့ အယံကိုကြီးပါတဲ့လိမ်လိမ်မှုအကြီးတစ်ခုဖြစ်နေတယ်။ဒါဆိုတော့နောက်ထပ်ကြီးကြီးရအောင်နောက်ထပ်ကြီးကြီးရအောင်နော်တခြားလောက်အေးအဲ့ဒီအာဖရိကပစ်ကလူတွေလုံးဝမယုံနဲ့ဒီလူတွေအရှာလိမ်နေတယ်မနေရာတိုင်းမှာသူတို့ကလိမ်နေပေါ့နော် Okay အာဖရိကဆိုမာလီယာတို့လေနိုင်ဂျီးရီးယားတို့အာဖရိကဖက်ကလူတော်တော်များများကလူလင်တွေရမ်းများတယ်သတိထားရတယ် ဆိုတော့အိန္ဒိယဘက်ကလည်းလူလူတွေများတယ်ပေါ့နော်ဒီ African Nation Pakistan ကလည်းလူ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 တွေများတယ် Middle East ဘက်ကလည်းလူလူတွေရများတယ်ကျွန်တော်အေရှားကလူလူတိတ်မရှိဘူး Vietnam ကူချီအရှိတော့ရှိတယ်ပေါ့ကျွန်တော်ကျွန်တော်ပြောချင်တာက Nation ကြီးမယ်ဆိုပေါ့ကျွန်တော်အေရှားအထက်ပေါ့ကျွန်တော်အေရှားက Middle East က Middle East နဲ့ Africa နိုင်ငံကလူလူပူများတယ်ပေါ့ကြည့်ဒါဆိုတော့အဲ့ဒီကိစ္စကတော့ if you talk about the afghans they're ripping us off for a lot of money there's a tremendous amount of money going back to somalia what the hell are we paying money to somalia for yeah. but they're ripping off our country at a level that few people have been able to see before that's about the only thing I, you talk about competence we have ilhan omar who does we had omar suraka ကျွန်တော်အချိန်ပေါင်းများစွာပြောခဲ့ပြီးပြည်ထောင်တဲ့ရင်းနှီးသွားမှာပါ ihan omar က donald trump နဲ့အခုထိပြန်ဖြစ်နေစေဖြစ်နေတယ်အခုထိပေါ့နော်မနေ့ကထိပြန်ဖြစ်နေစေဖြစ်နေတယ် ihan omar ကတမရ trump ကိုတဲ့ကျွန်တော်တမရ trump ကိုပေါ့နော်အမေရိကရဲ့ဥပဒေကြောင်းနားမလည်ဘူးတဲ့ယူရိုပီးယန်ဥပဒေတော့ကြောင်းနားမလည်ဘူးတဲ့အယူကြီးပေါ့အနာရှင်ဂျိမ်းစ်ဘွေဖိုင်ခဲ့တယ် so ihan omar suraka somalia မှာမွေးတဲ့လူ အမေရိကတော့မှမမွေးဘူးဒီဒီဒီလူကလေဆိုတော့ဒီလူတယောက်ကသမရအကြီးကလိုမျိုးဆွဆွေးတာတို့တိုက်ခိုက်တာတို့လုပ်တယ်ပေါ့အများသောအဖြစ်ဆိုမာလီယာဒုက္ခတွေဘူဒုက္ခရောက်သွားတာကအီဟန်အိုမာကြောင့်ဖြစ်တယ်အီဟန်အိုမာကအတန်တိတ်ပြီးပေါ့နော်ငင်းငင်းလေးသာနေမယ်ဆိုရင်ထရမ့်ကအလောက်ထိဆိုမာလီယာဒုက္ခတွေပေါ်မှာလုံးဝပြင်းထန်တဲ့စုံစမ်းစစ်ဆေးမှုလုပ်မှာမဟုတ်ဘူး အဲ့ဒီအိုဟာအင်ဟာအိုမာဆိုတဲ့အမျိုးသမီးကပြင်ရပြီးမှလေအာ အမေရိကကိုဝေဖန်လိုက်ဒီလူဖြူတွေစုပြီးမှဝေဖန်လိုက်နော်ဒီကျွန်မကမွတ်စလင်ဖြစ်တဲ့ဘာငါအော်တမရအချီကအဆောက်ယူဘာငါဥပဒေကြောင့်နားမလေးတဲ့ဘာအဝေဖန်တဲ့ခါကျပူဆူးသွားတာပေါ့ပူတူပူဆူးသွားစေတယ်ပေါ့နော်ထရမ့်ကအဲ့ဒါပြောလာတယ်ပေါ့နော် They make a complaint about our country and our constitution. Mm. And she comes from a country with practically, it's practically no country. Mm. it's devastated it's crime ridden it's a mess it's a disgrace mm. and we took their people at a tremendous so we're not taking their people anymore so to be honest any so in hano marka chi ba tu la le nai ngai ga asu ya dong gong gong ma shi bu ya so we mu le pi na ni le nai ngai ri ga ne la pi ma di ma la pi ma complain ni lou ni le asu ya ko we phan lai chan tharou nai ngai ko we phan lai chan tharou ta na lo tharou ku a mya chi yu pe khe da de အခုဆိုတော့ဆိုမားလီယားကလူတွေကိုလုံးဝယူရောမှာမဟုတ်ဘူးဆိုတော့ထရမ့်ကပြောလာတယ်။ဆိုအဲ့ဒီအဟန်အော်မားဆိုတဲ့အမျိုးသမီးကအစကတည်းကလည်းဖိမရဘူးဘာမှမပြောဘူးဆိုတော့အဲ့လောက်ထိတိုက်တာဖြစ်သွားမှာမဟုတ်ဘူးပေါ့ကွာ။ We're not taking their people and we're getting a lot of their people out because there's nothing but trouble of this Thanksgiving. ဆိုတော့ဒီလူတွေကိုကျွန်တော်ပြန်ပြန်ဖို့မယ်တဲ့။ကျွန်တော်တို့နိုင်ငံကဒုက္ခပေးတဲ့တတ်တတ်တဲ့လူတွေဖြစ်တယ်ဆိုတော့ပြောလာတယ်။ Trump ကအဲ့လိုပြောပြီးနောက်ပိုင်းမှာသူတို့ကဆန္ဒပြလာတယ်ပေါ့။ဆန္ဒပြလာတာဆောက်ကြည့်အောင်။ No. Uh, so Minnesota Muslim group bring stand up yan I don't know what the hell is that. Uh, Standing with the Somali community. That was the message at the state capitol today after the president called for an end to legal protections for some Somali migrants in the country. It is called temporary protection, protected status advocates estimate more than 400 Somalis in Minnesota are part of that federal program. As 400 these reports, the 400 decision is getting pushback from had a rally in the Minnesota Capitol Rotunda on Monday condemning President Trump's pledge. To- All right, so so the demand uh, uh, Somalia any TPS temporary protectors. say စေဒါစမဆမာလီယာက400နဲ့300ကျော်လောက်ပဲရှိတယ်သူနေတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမင်နီဆိုတာကဆမာလီယာမွတ်စလင်လူဦးရေက အများဆုံးဖြစ်နေတယ်ဒီမင်းမင်းဆိုတော့မှလေဆိုတော့အဲ့ဒါအကြောင်းဒီအီဟာတော်မာကပြောနေတာပေါ့ကျွန်တော်တို့က US မှာလာတာကဘယ်လိုပြောမလဲဒီအဲ့အများသောအဖြစ်တော်နိုင်ငံတောင်းတွေဖြစ်နေတယ်ဒိုနယ်ထရမ့်ကဆိုမာလီယာဒုက္ခသည်တွေပြောရှိသမားတွေတိုက်ခိုက်မှုတွေကဘာမှထိရောက်မှုရှိမှာမဟုတ်ဘူးလားကာတတဘယ်ဖြစ်နေမယ်ဆိုပြီးမှအီဟာတော်မာကလည်းထရမ့်ကိုတွန့်ပြန်ခဲ့တယ်ပေါ့နော်အီဟာတော်မာရဲ့တွန့်ပြန်ချက်ကိုတော့မပြတော့ဘူးပေါ့နော်အချင်းလေးမရှိတော့ဘဲဒီဗီဒီယိုကိုရှာဖို့ရတဲ့ဆိုတော့နောက်ထပ်ကြည့်ကြည့်အောင် အာခပါလဲဆိုတော့ဒီမှာ countries like somalia that have virtually no ဒါကမနေ့ကပြောလာတယ် trump ကအဲဒီ somalia နဲ့ပတ်သက်ပြီးမှအချိန်ပေါင်းများစွာပြောလာတယ်တမိတရီမီဒီယာတွေနဲ့တွေ့တိုင်းတွေ့တိုင်းပြောလာတယ်ဟောလီဂျင်ပေါ်ကပြောလာတယ်တခြား press conference တွေကပြောလာတယ်တခြားစီဝေးထိုင်တဲ့နေရာမှာပြောလာတယ်အခုထပ်မှပြီးမှအဲဒီ somalia အကြောင်းကို trump ကပြောလာတယ်မနေ့ကတော့ဒီဇင်ဘာတရက်နေ့ကပြောလာတယ်ပေါ့နော် so အဲ့ဒီတော့မအဆူရအောင်ကောင်းကောင်းမရှိတဲ့လူတွေတယောက်နဲ့တယောက်တပ်ဖြတ်တဲ့နိုင်ငံဆိုမာလီယာကျွန်တော်နိုင်ငံမှာလာပြီးမှကျွန်တော်နိုင်ငံကိုဘယ်လိုဥချုပ်ဥဆောင်ရမှာလဲဘယ်လိုစီစဉ်ရမှာလဲကန်တွေမှာလဲကျွန်တော်တို့ကိုလက်ချာလာပေးကြတာဒီပေးကြတာဆိုတော့ပြောလာတယ်ဗောနော် We gotta talk up. She said, how many countries? Is there a list? Well, I guess we gave you 19, right? And it's probably more than that. Is that what you mean? You mean third world countries, No, that, I don't think they're all third world, but in many cases, they are third world. They're not good countries. They're very uh, crime-ridden countries. They're countries that don't do a good job. They're countries that don't register from the standpoint of success. And we frankly don't need their people coming into our country telling us what to do. And I'm talking about like Somalia, where you have a congressman goes around telling everybody about our constitution. I'm talking about like Somalia. Somalia ကိုပဲဒီကသူကခဏခဏဖိတ်ပြောလာတယ်ဗော Trump ကတခြားနိုင်ငံတွေထက်ပေါ့နော် Somalia နဲ့ Afghanistan နိုင်ငံသားတွေကိုပဲသူအာယုံဆိုင်လာပြောလာတယ် ျွန်တော်ထပ်ပြီးမှဘောနော်ဆိုမာလီယာလူမျိုးကိုပြောပြတာအဲ့ဘောနော်ဒီလူတွေကကျွန်တော်ရဲ့ constitution အခြေခံဥပဒေကျွန်တော်တို့ရဲ့နိုင်ငံကိုဝေဖန်လိုက်အော်ဟောလို့ပြောလိုက်ဆိုမှပြောလာတယ်ဘောနော် Mostly came into our country by marrying her brother. Well, that's by marrying her brother. Akusu no, Soma di Ihan Omar ka Trump ka tapan bi Tu aku ne let the sura ka le Trump ka aching pong manero budi ka sa pyo la le. Ihan Omar ka အမေရိကနိုင်ငံတခံယူဖို့ရအတွက်ပေါ့နော်ဒီ Trump sorry အတူအကူနဲ့လက်ထက်ထိမ်းမြကြတယ်စူပါမတတိယထွက်လာတယ် Trump ကလည်းဒီကိစ္စတွေကိုပြောလာတယ်ပေါ့နော်သူ့အကူနဲ့တကယ်လို့သာလက်ထက်ထိမ်းမြခဲ့ပြီးမှအမေရိကနိုင်ငံတခံယူဖို့လင်းလင်းနေဆိုဒီကောင်မကိုလည်းအမေရိကနိုင်ငံကလည်း we should throw the hell out of this country ဒီလုံးဝနှိမ့်ထုတ်တယ်ဆိုပြောလာတယ်ပေါ့နော် they came into a country by marrying a brother Well, that's true. She should be a congressman, and we should throw the hell out of our country. No, no. We should throw the hell out of our country, Bular. Dakumane so no. Should throw her the hell out of our country. ကျွန်တော်နိုင်ငံလေးကလုံးဝသင်ထုတ်တင်တယ်စုပမပြောလာတယ်ကေတာကတော့အာတဖက်ကအီဟန်နိုမာကစ်ဆာနော်သူဖူးတယ်လို့ခံယူပြီးမှမိပြီးမှထောင်ချတဲ့လူတွေကိုကြည့်ကြည့်အောင် ဒါကဆိုမာလီဆိုမာလီယာရဲ့လူလင်တွေဖြစ်နေတယ်ပေါ့နော်။တားနေရှိပြီးမှလင်နေကောင်တွေဖြစ်နေတယ်။ or guilty pleas are already in to the tunes of hundreds of millions of dollars that were uh fraudulently obtained on uh, finding flock. အဲသူတို့ဒါကသူတို့ရဲ့ပုံတွေပေါ့နော်။ false claims um alongside doctor paperwork um အကြည့်ပါဦးနော်သူတို့ရေပုံတွေပေါ့နော်အမျိုးသမီးတွေနဲ့ပါနေတယ်အားလုံးပေါင်းပြီးမှနော် homeless ရင်းကူညီတယ်နော်ကလေးတွေဆံကတဲ့လူတွေကိုတောင်းတဲ့ချီပြီးမှကျွေးတယ် autism ကလေးတွေကိုကူညီထောက်ပံ့ပေးတယ်အဆအသဖြစ်ပေါ့ဗျာ and the indictments are continuing to come and um အဲဒါကအစ်တွေနော်များတယ်အခုထီတော့90နဲ့9ဦးကအာထောင်ချပူရတဲ့ချပီးပေါ့နော်။ကျန်တဲ့လူတွေကစစ်စင်းနေစစ်ဖြစ်နေတယ်။ Police officers make very clear that this is a network of fraud schemes stacked upon fraud schemes ဆိုတော့ဒါကလုံးဝ fraud scheme network တခုလိုမျိုးဖြစ်တယ်ဆိုတာပြောလာကြတယ်ပေါ့နော်ကဲဘောရာတို့ရေဒါကတော့အမေရိကမှာလုံးဝကိုအိုးဆရာကောင်းလောက်တဲ့လင်းလင်းမှုကြီးတခုပြောလို့ရမှာပဲ1 billion fraud scheme နေရပစမဟုတ်ဘူးအဲ့များကြီးဖြစ်နေတယ်ဆိုတော့ဒီလူတွေကိုအခုစုံစမ်းစစ်ဆေးမယ်ငါးစင်းနဲ့ကူကတော့ထောင်ချပြီးပြီးကျန်တဲ့လူတွေကလည်း စုံစမ်းစစ်ဆေးနေစေဖြစ်နေတယ်ဒီကိစ္စတွင်ကြောင့်ပူပြီးမှ immigration တို့ asylum seeker တို့ဒုက္ခသည်တို့ကပူထိရောက်လာတာဒီကိစ္စတွင်ကြောင့်ပဲပူဆူးသွားစေတဲ့ကြံတဲ့နိုင်ငံသားတွေကိုလည်းပူဆူးပူဆူးသွားစေတယ်ပေါ့နော်။အော်ဒုက္ခသည်တွင်ကလာပြီးမှကျွန်တော်တို့ရဲ့ system ကျွန်တော်တို့ရဲ့နော်ခရုနာတရားသူတို့ကအကုန်လုံးအလွေးသုံးစားလုပ်တာပဲဆူမပြောနေတယ်ပေါ့နော်။ Trump ကလည်းပြောခဲ့ဖူးတယ်ဒီဒုက္ခသည်တွင်ကိုတနာပါတယ်ဆူပြီးမှ ခေါ်တယ်တဲ့ခေါ်ပြီးမှကျွန်တော်တို့နိုင်ငံမှာပါလဲဆိုတော့ဂျေဇုကားတဲ့လူတွေအများကြီးဖြစ်လဲတဲ့ကျွန်တော်တို့စေတနာကိုဝေတနာနဲ့ပြန်ဆက်ရတယ်တဲ့ထရမ့်ကိုယ်တိုင်ကပြောခဲ့တယ်ဒီကိစ္စကိုလေတနာလို့စူပြီးမှခေါ်ခဲ့တာတဲ့ကျွန်တော်နိုင်ငံမှာလာပြီးမှဩစူးတမြအစူးကြိုက်တာလို့နော်တချို့လူတွေကလူတက်ခူယူမှုလို့လဲဆိုတော့ crime rate ဆိုတာကယာဇဝင်မှုဆိုတာကဒီလူတွေကပဲအာလှုပ်ထားတာကျူးလွန်ခဲ့တာအစမှ Trump ကပြောနေတယ် အခု impuro ရဲ့ပြောရေးစုခွန် caroline ရဲ့ပြောစုချက်အရဆိုတော့ကြည်ပါလားလာပြီးမှကျွန်တော်တို့ရဲ့ system g အစုရရဲ့ system g ကိုအလွေးသုံးစားလုပ်ပြီးမှခူးယူနေခဲ့ကြတာအဆွေမပြောလာတယ်အဲ့ဒါကြောင့်ဒီလူတွေကိုပြန်မှဖြစ်မယ် mass deportation ကိုကျွန်တော်တို့အရင်တုန်းထပ်ပူအအားကောင်းလုပ်တဲ့နယ်ဆိုပြီးမှ impuro ဘက်ကလည်းတဖန်ပြန်နေပြီးမှပြောစုလာပါတယ်ဆိုတော့ dtps ကိစ္စကြီးက ထရမ့်အစိုးရအနေနဲ့ကျင်ညာခဲ့တော်ငယ်ကျင်ညာခဲ့တော်ငယ်လည်းပဲအခုထိပေါ့နော်ဒီအတီးပြုတ်လားမပြုတ်သေးဘူးလားဆိုတော့တေချာမသိဘူးအမှန်စင်တော့ဒီ TPS ဖြစ်တဲ့ငါကို Donald Trump တပတ်တလုံးလုံးမရဘူး US CIS ကပေါ့နော် US citizenship နဲ့ immigration ဂျုံကအတီးပြုတ်မှသာဒီကိစ္စအကြီးကိုလို့ဆောင်လို့ရတယ်ဒါပေမဲ့ဒီတစ်ခါတော့အဲ့ဒီ US CIS ဌာနကူတိုင်ကပေါ့နော်တဘောတူတယ် USCIS US citizenship နဲ့ immigration ဂျုံကကူရင်ကပဲကျင်ရထားတယ်ပေါ့နော်ဒါက Trump တပတ်သက်နဲ့လှုပ်ဆောင်လို့မရဘူး Trump တူတီသောအာဏာနဲ့လှုပ်ဆောင်လို့မရဘူး USCIS ပါမဖြစ်ပဲအခုကတော့ USCIS ဖက်ကလည်းပါနေပြီသူတို့ကလည်းချိန်ရပြီဆိုတော့ DTPS အဆုံးသက်ရေးကိုဘေးချင်းဘေးတိုင်းတာတီအတီးပြုတ်မှလည်းကျွန်တော်တို့မသိသေးဘူးဒီဆိုမာလီယာကိစ္စကလည်းတမ Trump ကြီးကတော့ပြောတော့ပြောနေတယ် ဒါပေမဲ့ဒီလူတွေ TPS ဖြတ်သိမ်းခံရမှာလားဆိုတော့အတီးပြုတ်လို့မရသေးဘူးပေါ့နော်။ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဒီရပ်ပေါင်း60ရှိသေးတယ်ပေါ့နော်။အဲ့ဒါမှအဲ့မှာကျွန်တော်တို့အတီးကြပြီးနေမယ်။တကယ်ပဲအတီးပြုတ်သွားပြီလားတကယ်ပဲဆုံးသက်သွားပြီလားဆိုတော့တီးလိုက်မယ်ပေါ့နော်။အစောဒီနေရာမှာကျွန်တော်တို့တတိထားမိတာကအာဖရိကအာဖရိကနိုင်ငံသားနဲ့ဆိုမာလီယာကအဒီကအမေရိကအစူရကသူတို့အပေါ်မှာစိတ်တူတာဒေါသအထွတ်မြတ်တော့မှန်ပဲ။ဒါက ဒီနိုင်ငံကပူဆူးတယ်။ကျန်တဲ့နိုင်ငံတွေကအလောက်ထီသူတို့ကမန်ရှင်လုပ်တာမျိုးမဟုတ်ဘူးပြောတာမျိုးမရှိဘူးပေါ့နော်။ဆိုတော့ကျန်တဲ့နိုင်ငံကအလောက်ထီကိုကျွန်တော်တို့နာမည်ဆူးတယ်ဖြစ်မနေဘူးပေါ့ဗျာ။ဒီဆိုမာလီယာနဲ့အာဖရိကန်နိုင်ငံသားတွေကပူပြီးမှဆူးသွားတယ်။ဘလူပုတ်ပြီးပူဆူးသွားတာလဲဆိုတော့အာဖရိကန်နိုင်ငံသားကအင်ပူရိုရှိမှတနက်နဲ့ပြစ်သွားတာကွာ US တပ်သားတွေကိုအော်တနိုင်ငံလုံးဒေါသထွက်စေတယ်တဆူရအဆူရကိုယ်တိုင်ကလည်းဒေါသထွက်စေတယ်။ နောက်ပိုင်းမှာပဲနောက်ထပ် Afghanistan နိုင်ငံသားက Texas မှာဘုံခွေးမယ်ဆိုပြီးမှအချင်းချောက်တန်းတွေလုတ်ပြန်တယ်ပူစိတ်ဇူးစေတယ်တဲ့ဗျ Trump ကိုပူစိတ်ဇူးစေတယ်ပေါ့အမေရိကန်နိုင်ငံသားတွေကိုပူစိတ်ဇူးစေတယ်ဒါက Afghanistan နိုင်ငံသားတွေလုတ်ရက် Now Somalia Somalia ကတော့အဲ့ဒီညဟန် Omar ဆိုတဲ့ Congrat အမျိုးသမီးအဲသူကပြင်ရပြီးမှပွားစီပွားစီခဏခဏလုတ်တဲ့ခါကျတော့ Trump က Trump ဒေါတာကိုခဏခဏသွားဆွနေတယ်အဲ့ဒီကြားထဲမှာ အဒီဆိုမာလီယာဒုက္ခသည်တွေ immigration တွေကလည်းခူးယူမှုတွေလုပ်နေတယ်လိမ်လည်မှုတွေလုပ်နေခါကျပူဆူးသွားတာပေါ့ဗျာအီဟန်အိုမာကဘာပြောလဲဆိုတော့ကျွန်တော်တို့ဆိုမာလီယာကျွန်မတို့ဆိုမာလီယာတွေကလည်းအမေရိကကိုတူးတက်ပြောင်းလဲသွားအောင်လုပ်တာတဲ့ဆိုမာလီယာလူမျိုးကအမေရိကနိုင်ငံအတွက် fabric ဖြစ်တယ်ပေါ့လုံးဝ fabric ဖြစ်တယ်ဆိုတော့ပြောတယ်အခုကအရှက်ကွေးသွားပြီပေါ့အကုန်လုံးကစောက်ရှက်တွေကွေးနေပြီအော်ဆိုမာလီယာကအစူရကိုလင်ဘီမှာ1ဘီလီယံချခူးယူသွားတယ်အော်တကုံး ။သူစသူစကနဲ့သူမနိုင်မှုဖြစ်နေတယ်ဒီအင်ဟာတော့မာရအမျိုးသမီးကပေါ့နော်။မနေ့တနေ့လေးကဆိုမာလီယာက အမေရိကကိုထုတက်ပြောင်းလဲသွားအောင်လုပ်တယ်ဆိုမှပြောသွားတာကွာ။အခုကဆိုမာလီယာကအမေရိကကိုဗာလဲ1ဘီလီယံကျော်ခူးယူလင်းလေခဲ့တယ်ဆိုမှတရင်းတွေထွက်လာတယ်။အသူတို့ပူဆူးသွားတာပေါ့နော်။ဆိုတော့ဒီအရာတွေကြောင့်ပူပြီးမှတခြားအရာတွေထက်သူတို့က trend ဖြစ်တာပေါ့နော်။ကြက်ရက်တွေထနေကြတာပေါ့ပူပြီးမှပူဆူးသွားတာပေါ့နော်။ကြက်ဒါဆိုတော့ဒီလောက်နဲ့ပဲ ဒီဆိုမာလီယာကိစ္စနဲ့ပတ်သက်ပြီးမှအမေရိကအစုအယ1ဘီလီယံကျော်လင်းလေပြီးတဲ့ပတ်သက်ပြီးမှဒီလောက်နဲ့ပဲအာညနာပြားစေကျွန်တော်ရဲ့ YouTube channel လေးကိုတဘောကြရဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အပ်ပေးလို့ရပါတယ် Thank you so much for watching beautiful people I love you guys take care God bless I'll see you guys tonight ဒီညမှာပဲ